အကိုဒီဝတ္ထုကိုဝယ်ဝါးပြီးတဲ့ကအဲဘီတူဒီမင်းသားဖြစ်၍မီတူဒီမင်းသမီးဖြစ်မယ်မီတူဒီဒိုင်တာလုပ်ယူရိုက်မယ်မီတူသော production ရနေပြီးတော့ဘလို့ပညာရှင်တွေခေါ်ပြီးတော့ရိုက်မယ်အခုမမေးခဲ့ဘူးခတ်တော်လေခတ်တာလားအခြေဆိုတာမျိုးကခန္ဓာကို ဘူလောင်စေတယ်ကိုလိုစီကနေပြီးတော့ဝဲဝါပြီးရာနဲ့ဒီရာဒီအကိုတို့ဒီစိတ်ပန်းဖြတ်လိုက်တာဒီအကောင်းဆုံးပဲအကိုတို့လည်းစိတ်ချမ်းသာတယ်လို့သူတို့လည်းစိတ်ချမ်းသာတယ်အဒီသဘောပဲကိုတို့ကတွေးတော့တယ်ရိုင်းတော့ကိုတို့မဝါဘောเนาะမခံသာတော့ဘူးအဲ့တဘောပေါ့အကိုမစင်ညာမှာလာပြောတယ်အကိုကလည်းအဲ့ဝတ္ထုကိုမရောင်းပါနဲ့တဲ့အကိုအကယ်၍ရောင်းပြီးွားပြီဆိုလို့ရှိရင်လည်းအဖက်ဆန်ကိုသူတို့စိုက်ပြီးတော့ပြေးပါမယ်တဲ့ပြန်ဝဲခြင်းနဲ့တဲ့အေးမရိုက်စီခြင်းတာပေါ့နော် ပြောရအောင်တော်တော်ခက်တယ်ဟာလားလေတော်တော်ခက်တယ်ဟိုလိုမတွေးမိတော့ဘူးမတွေးမိတော့ပြန်ရိုက်တာတော့မှပဲတောက်လျှောက်ရိုက်နေရတာဟိုတောက်လျှောက်ရိုက်နေရတာဟိုတောက်လျှောက်ရိုက်နေရအခုတော့ဟိုဟာပဲမတက်တာလေထားပါတော့ဟိုအချိန်ပေါ့နော်ဒုတိယချိန်တတိယချိန်သတ္တမချိန်ဘာမျိုးတွေပဲမတက်တာလေအဲ့လိုမျိုးတက်မယ်ဆိုလို့ရှင်သတ္တမချိန်မကတော့ဘူးအချိန်ဒုတိယမကတော့ဘူးသတ္တမချိန်မကတော့ဘူးအခုပတ်ဆိုင်ရလာတယ်ဟင်အခောက်ကြီးတော်တော်များနေပြီအဲ့ဝတ္ထုနဲ့ပတ်သက်ပြီးအခုပတ်ဆိုင်ရလာတယ်တော်တော်များနေပြီအခောက်ကြီးကအဲ့ကောင်မျိုးမှဆိုတော့တက်မယ်ဆိုလို့ရှင်တော့မှပဲမတော်တော်များနေပြီမကတော့ဘူးပေါ့နော် ဒါပေမဲ့အကိုတို့ကဘာလို့ဒုတိယချိန်တတိယချိန်နေမလုပ်လဲဆိုတော့အကျဉ်းသူဒီကိုဒီမျက်နှာဖုံးလေးနဲ့တွဲမြင်တာလေးကလူကိုတခုပေါ့နော်ထရိတ်မန်လေးတခုပေါ့နော်ဒါလေးကမိုက်တယ်လေအဲ့လိုမျိုးပေါ့ဒါပေမဲ့အကိုတခုတော့ရှိတာပေါ့ကွတခါရရင်တော့အကိုတို့ကတောင်းချပြီးတော့မရယူပေါ့ကွသူ့အနေနဲ့သူသူ့ဈေးကွက်နဲ့သူ့အိုးနဲ့သူ့ဆန်တန်ရုံတော့ရရတာပေါ့နော်ဒါပေမဲ့သူများလည်းအဲ့လိုပဲရကြတာပါပဲသို့တော့လည်းအဲ့လိုနံပါတ်တက်မယ်ဆိုလို့ရှိရင်တသမချင်းမကားတော့ပြောရမယ်ဆိုလို့ရှိရင်တော့အခုချိန်ဒီတောက်လျှောက်ပေါ့နော်ဟိုသူဒီဆက်လက်ပြီးတော့ခီးဆန့်နေတယ်ပေါ့နော်သွားနေတယ်ပေါ့ရှိရရှိတယ်အဲ့ဒါကလေ အဲရေးဖို့ကြံနေတာကြာပြီဒါပေမဲ့အဲ့ဒါကြာအချိန်တော်တော်ပေးရတာအချိန်ဒီဒီရေးတော့ကလည်းစိတ်ရောလူရောတအားပင်ပန်းပြီးတော့ရေးခဲ့တာဆိုတော့အဲ့လိုမျိုးနောက်တော့အုပ်ထွက်ဖို့ကြောက်ရတယ်တော်တော်အချိန်ပေးရမှာလေတော်တော်အချိန်ပေးရမှာဖြစ်နေရတဲ့အတွက်နောက်ပြီးတော့လေအဲဒီအခုရေးမဲ့ဟာကြတော့နည်းနည်းလေး reserve လုပ်ရမယ့်အရာတွေရှိရတယ်ဒီလေးလိုက်ရမယ့်အချက်တွေရှိနေတယ်အဲ့ခါကျတော့လွယ်လွယ်လေးမလုပ်ချင်တာပေါ့နော်အဲ့ဒါကြောင့်လည်းပါတယ်နောက်ခီးတွေဘာကြီးသွားမှာဖြစ်နေရတဲ့အတွက်အတချို့သွားလို့မရတဲ့နေရာတွေကဒီကာလတွေမှာလည်းရှိနေသေးတဲ့ခါကျတော့အဲ့ဒါကနည်းနည်းနောက်ဆုတ်ထားရတာပေါ့နော်ရေးဖို့ကရှိတယ်ကြံနေတာရှိတယ်အဲ့လိုမျိုးပေါ့ အကျဉ်းသူဒီနဲ့တော့မတူပေမဲ့အဲ့လို taste မျိုးပေါ့နော်အဲ့လိုအရသာမျိုးပေါ့အဝမ်းသာတယ်ဝမ်းသာတယ်အကျဉ်းသူဒီကတော့အခုမာစတာပြီပဲမာစတာပြီပဲဆိုတာလေအကျဉ်းသူဒီကအခုနဲ့တွဲပြီးတော့တိုးဆောင်ဆိုလို့ရှိရင်အကျဉ်းသူဒီကိုတွဲမြင်ကြတာလေတွဲမြင်ကြတာအဲ့တော့ဟိုလူတွေကလေဟိုဘယ်လောက်ထိတိုးဆောင်တဲ့အကျဉ်းဒီဒီဟိုဘလို့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 တွဲလဲဆိုတော့တစ်တော့တွေဘာတွေမှာတော့မဟုတ်ပါပဲသူကတိုးဆောင်အကျဉ်းသူဒီဆိုလို့ရှိရင်တစ်တော့မှတ်များမှတ်ထားလာတော့မသိဘူးအဲ့လိုတွဲရေးတိုင်းသူက view ပို့ရတယ် တော့အဲ့လိုမဟုတ်ဘဲနဲ့တိုးစောချားတစ်ခုခုတွဲပြီးတော့ရေးရဆိုလို့ရှိရင် view ကအဲ့လိုမတက်ဘူးတိုးစောအကျဉ်းသူသေးလို့တွဲရေးတော့ view ကပိုရတယ်အဲ့တော့တော့အဲ့လိုပေါ့နော်၃နာရီ၃နာရီရအခုအခုတင်မဟုတ်ဘူးချားသူတွေရလည်းအဲ့လိုတင်ကြတာပေါ့နော်တင်ကြတဲ့အခါမှာတစ်တုံးကမှတ်ပေါဝင်ရတယ်အဲ့ဒါကိုလေတော့အဲ့လိုထင်တာပဲအဲ့လိုမျိုးပေါ့နော်ဒါဒါဝမ်းသာစရာပေါ့နော်ဟိုအခုအဲ့ထဲမှာရေးထားတဲ့စကားလိုပေါ့တော့လေငှက်လေးတစ်ကောင်က တက်ကိုင်းပေါ်မှာနင်းပြီးတော့ပြန်ထွက်သွားတယ်ပေါ့နော်အဲ့ခါမှာတက်ကိုင်းလေးကလှုပ်ပြီးတော့ကြံခဲ့တယ်ပေါ့နော်အဲ့တော့ဒီတက်ကိုင်းလှုပ်ခြင်းမလှုပ်ခြင်းရဲ့အားကဒီငှက်လေးဖိနှင်းခဲ့တဲ့အားပေါ်မှာမူတည်တာပေါ့ကွယ်သိရမလားအဲ့တော့များများဖိနှင်းခဲ့ဒီကောင်ကကြာကြီးလှုပ်နေမှာပေါ့နော်အဲ့တော့လေအခုဒီဝတ္ထုရေးခဲ့တဲ့အချိန်မှာအခုများများဖိနှင်းခဲ့ပုံရပါတယ်အခုအားတကယ်အပြည့်ထည့်ပြီးစေတနာအပြည့်နဲ့ရေးခဲ့ပုံရတယ်အဲ့ကြောင့်မို့လို့လေဒီဝတ္ထုလေးကအခုချိန်ထိရှင်သန်နေတယ်အဆက်ပြီးတော့ပဲခီးကြီးသွားနေတယ်လို့ပဲအခုယူဆပါတယ်ကျေးဇူးတင်တယ်အချင်းဆိုတာမျိုးကခန္ဓာကိုပူလောင်စေတယ် ရာခမီးတွေနဲ့လောင်းလောင်းမပတ်သက်ကြအောင်အကိုမာကလေဘယ်လိုပြောရမလဲကွယ်ဟိုမြန်မာနိုင်ငံကစာရေးဆရာဆိုတော့လေညီမလေးတို့သိပါတယ်အကိုတို့မှာငင်းနိုင်တဲ့အင်အားကနဲတယ်ပေါ့နော်အကိုတို့ကိုအဲ့လိုကန်းလှမ်းပြီးတော့သူတို့ကဟိုဝဲချင်းတယ်လှုပ်ချင်တယ်ဆိုလို့ရှိရင်အကိုတို့မှာတောင်းတောင်းငင်းနိုင်တဲ့အင်အားမရှိဘူးဘာကြောင့်လဲဆိုတော့အကိုတို့ငွေကြီးကြီးနဲ့အကိုတို့ရတုမှုချောင်းလဲပါတယ်လို့တချို့အရာတွေကြတော့လေဟိုဒီလူတွေနဲ့ ခြားသောလူတွေနဲ့အခုတို့မှာချိတ်ဆက်နေရတာရှိတယ်ပေါ့နော် လုပ်ငန်းအဖင့်တော်လောက်ကောင်လူမှုရေးအဖင့်တော်လောက်ကောင်နားလည်မှုအဖင့်တော်လောက်ကောင်အဲ့လိုမျိုးချိတ်ဆက်နေရရှိတယ်အဲ့ခါမျိုးမှာကိုတို့ကတချို့နေရာတွေကမငင်းနိုင်တာတွေရှိတယ်ပေါ့အဲ့တော့လေအဲတို့လုတ်ချင်တယ်ဆိုလို့ရှိရင်လေ အဲ့အေးလုတ်ပေါ့နော်ဒါပေမဲ့ quality ရှိရှိလေးတော့လုတ်ပေါ့နော်ဟိုအရည်သွေးရှိရှိလေးတော့တုတ်ပေးပါဒါမျိုးလေးတွေကတော့တောင်းဆိုရတာပေါ့ကွယ်သိရမလားနဲ့ဝတ္ထုယူမယ်ရိုက်ကြမယ်ဆိုလို့ရှိရင်လည်းအချင်းသူဒီမှမဟုတ်ဘူးပေါ့နော်ဘယ်ဝတ္ထုပဲဖြစ်ဖြစ်ပေါ့ဟာကျွန်တော်ရပါတယ်အဲလုတ်ချင်လည်းလုတ်ပါဒါပေမဲ့ဒါလေးတွေတော့သေသေချာချာလေးလုတ်ပေးပါ quality ရှိရှိလေးလုတ်ပေးပါဒါမျိုးလေးတွေကဟိုပိတ်သက်တွေရတယ်ရှိနေတဲ့ခါကြတော့လေသူတို့တွေလည်းမျက်နှာပူမှာမျက်နှာပြတ်မှာဆိုလို့ပေါ့နော်သူတို့လည်းမကြိုက်ကြပါဆိုလို့အဲ့လိုမျိုးလေးတွေကိုတို့ကတော့ဦးစားပေးပြီးအကိုတို့ကတောင်းဆိုပါတယ် ဒါမျိုးကတော့အကိုတို့ကမဖြစ်မနေအကိုလုတ်တဲ့ဟိုတရားတာဝင်ပေါ့နော်ဒါမျိုးတော့လုတ်တယ်လုတ်ပြီမဲ့တချို့ຢာကြီးကြတော့လေအကိုတို့မှဟိုတင်းမခံနိုင်ဘူးပေါ့ကွယ်ရောင်းရတာပေါ့မသိရမလားအဲ့တဘောတရားပေါ့အဲ့တဘောတရားပေါ့အကိုမပြောတတ်ပါဘူးညီမလေးရဲ့ဘာကြောင့်လဲဆိုတော့လေအကိုဒီဝတ္ထုကိုဝယ်ဝါးပြီးတဲ့ကအဲဘီတူဒီမင်းသားဖြစ်၍မီတူဒီမင်းသမီးဖြစ်မယ်မီတူဒီထိုင်တာလုပ်ယူရိုက်မယ်မီတူသော production ကနေပြီးတော့ဘလို့ပညာရှင်တွေခေါ်ပြီးတော့ရိုက်မယ်အခုမမေးခဲ့ဘူး မမီးခဲ့ဘူး။အော်လုတ်ချင်တယ်ဆိုတော့လေလုတ်ပေါ့ဆိုပြီးတော့ပဲအကူကအဓိကအဖြစ်ကတော့ဟိုဟိုအကူကိုဆက်သွယ်လာတာတယောက်ပေါ့နော်။သူနဲ့ပဲအကူကဒီကိစ္စတွေပြီးသွားတာပါ။အဲ့တဘောပါ။ဒါပေမဲ့ခြေသူတင်တယ်ဘာလို့ခြေသူတင်တယ်ဆိုတော့လေအကူမှလေတတော်ကိုမှလေဝမ်းသာအားရနဲ့အဲအရင်ထဲမှာခံစားရတာတကူပါလေ။အကူကိုမစင်ကြမှာလာပြောတယ်။တယောက်တည်းမဟုတ်နှစ်ယောက်သုံးယောက်လောက်လာပြောတယ်။အကူကလည်းအဲ့ဝတ္ထုကိုမရောက်ပါနဲ့တဲ့။ အကူအကယ်၍ရောင်းပြီးွားပြီဆိုလို့ရှိရင်လည်းအဲ့ပဆန်ကိုသူတို့စိုက်ပြီးတော့ပေးပါမယ်တဲ့ပြန်ဝယ်ခြင်းနဲ့တဲ့အေးသူတို့ပြန်ဝယ်မယ်တဲ့ပြန်ဝယ်ခြင်းနဲ့တဲ့အေးမရိုက်စေခြင်းတော့ဗောနော်ပြန်ဝယ်ခြင်းနဲ့တဲ့အခုတော်တော် shop ဖြစ်သွားတယ်ဗောနော်အော်အေးအချင်းသူဒီကိုအဲ့လောက်တော့ခြိုက်ကြတယ်ဗောနော်အဲ့လောက်တော့ပါပဲသူတို့တွေဟိုရင်ထဲမှာရောက်တယ်ဗောနော်အဲ့တော့ဒီရောင်သူတို့ကဝတ္ထုအနေနဲ့ပဲသူတို့ကမြင်ခြင်းနဲ့ဗောနော်အဲ့တော့ရိုက်မယ်ဆိုလို့ရှင်တော့ပါပဲသူတို့ပြန်ဝယ်ထားမယ်သူတို့ပြန်ယူမယ်ဗောနော် အခုအဲ့ဒါလေးကိုလုတ်ပေးပါဆက်တယ်ပေးပါဆိုတော့လေဒါပေမဲ့အခုဒီဘက်မှာကြတော့လေဟိုကစာချုပ်ပြီးွားတဲ့နောက်ပိုင်းမှာအခုကပါဝင်ပတ်သက်ခွင့်ရအရင်မရှိတော့ဘူးလေအဲ့ခါမျိုးမှာအခုလည်းဟိုတူတူဖြစ်စေချင်တယ်လို့အခုလိုက်လို့လို့မရတော့ဘူးကွအဲ့လိုမျိုးရှိတာပေါ့နော်အဲ့လိုပေါ့အဲ့တဘောပါပဲဘာပဲဖြစ်ဖြစ်ပါအခုတကယ်ဝမ်းသာတယ်ခြေထုလည်းတင်တယ်အဲအတိမတ်လည်းတကယ်ပြုတ်ပါတယ် အဲ့ဒါကြတော့လေလေအကူကဘယ်လိုပြောရမလဲဟိုနည်းနည်းတော့အကူပြောဦးတယ်ပေါ့နော်အဲဒီမြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကထဲမှာနေလာတဲ့ခါကျတော့အကူတို့ကကျတော့အရေးအထူးွားပြီအရေးအထူးွားပြီဆိုတော့အကူတို့စီကနေပြီးတော့ဒီဝတ္ထုမှမဟုတ်ရှေ့ပိုင်းဝယ်ခဲ့တဲ့ဝတ္ထုမှန်သမျှဒီအကူလက်ထက်ကထွက်သွားပြီးရတယ်စိတ်ကဖြတ်ပလိုက်ပြီစိတ်ကပိုင်းဖြတ်ပလိုက်ပြီဘာကြောင့်လဲဆိုတော့အကူနဲ့မဆိုင်တော့ဘူးလေသိရမလား ဝတ္ထုကနေပြီးတော့မှဇညွန်းပတန်နဲ့ဇညွန်းခွဲလိုက်ပြီဆိုတော့လည်းအခုဝတ္ထုအချူမဟုတ်တော့ဘူးလေအခုမပတ်သက်တော့ဘူးအခုဘာပတ်သက်မလဲဆိုတော့ရုပ်ရှင်ရုံပေါ်မှာပိတ်ကားပေါ်မှာပေါ်လာလို့ရှိရင်ဝတ္ထုတိုးဆောင်းဆိုတာပဲအခုပတ်သက်ခွင့်ရှိတော့မယ်ကျန်တဲ့အရာတွေအခုပတ်သက်ခွင့်မရှိတော့ဘူးအခုပြောလို့လည်းမရတော့ဘူးဒါကတော့ဟို DS နီးစနစ်ပေါ့နော်စီးစနစ်ပေါ့နော်ဒါပေမဲ့တချို့ဟိုကဘာက ဆိုင်ဆရာတွေအဲသူတို့တွေကကြတော့သူတို့နာမည်ကြီးရင်ကြီးတယ်လို့သူတို့နာမည်အရှိန်နဲ့ပေါ့နော်သူပါဝင်ပတ်သက်ခွင့်တွေအဲအကျိုးရပိုင်ခွင့်တွေဒါမျိုးတွေစာချုပ်မှာသွားကြရတယ်ရှိတာပေါ့ကွယ်ဒါပေမဲ့ဒီနိုင်ငံမှာကြတော့မရဘူးလေအကိုတို့နိုင်ငံအနေထားနဲ့အကိုတို့သွားနေတဲ့ဝေးကအကိုတို့ပဲသိတာ ਉਹ ဒါမျိုးအကိုတို့သွားလို့လို့မရဘူးအဲ့ခါမှာကြတော့အကိုတို့စီကနေပြီးဝယ်ဝါပြီးရတယ်ဒီရာဒီအကိုတို့ဒီစိတ်ပန်းဖြတ်လိုက်တာဒီအကောင်းဆုံးပဲအကိုတို့လည်းစိတ်ချမ်းသာတယ်လို့သူတို့လည်းစိတ်ချမ်းသာတယ်အဲ့ဒီသဘောပဲအကိုတို့အတွေးတော့တယ်အရင်ကအကိုတို့မဝါဘောနော်မခံသာတော့ဘူး 北海道5号